လုံအောင်ကွဲပြားတဲ့ကဘာနှစ်ခုကိုပိုင်းခြားထားတယ်။နေချာမြင့်နေတဲ့သူခွဲခြားပေးထားတဲ့အစိုးရနိုင်ငံများအားလုံးပဲမင်္ဂလာပါ။ပကံ Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နေနေမဲတချို့ဆိုတော့မြင်းတားထားတာတဲ့ပိုးပါတယ်။သူတို့ဘာတကယ်အစင်မှန်နှစ်ခုကြားကအကြောင်းလေလို့ပါပဲ။ကဘာနှခုဘေးကျင်းကက်တီရှိနေပြီပဲလုံးဝခြားနာနေတာပါဒါကြောင့်မဲဒီနေ့ဗီဒီယိုကနေနေမဲ6ခုအကြောင်းဖြစ်ပြီးနှစ်ပတ်သလုံးမှာမယုံနိုင်စရာခြားနာမှုတွေရှိနေပါတယ် နံပါတ်၁တရုတ်ဟောင်ကောင်နေဆက်ကမ္ဘာပေါ်ကနေဆက်အနေငယ်သောနိုင်ငံရေးစနစ်နှစ်ခုကြားကထိတိုက်တွေ့ဆုံမှုကိုဟောင်ကောင်နဲ့တရုတ်ပြည်မကြီးကိုပိုင်းခြားထားတဲ့နယ်နိမိတ်ထက်ပိုပြီးထင်ရှားစွာနဲ့ပုံဖော်နိုင်ပါတယ်။ဒီဘက်မှာလွတ်လပ်တဲ့သတင်းမီဒီယာပွင့်လင်းတဲ့အင်တာနက်နဲ့ဒလိထုံးတမ်းဥပဒေတွေရှိတဲ့ဗြိတိရှ်ကိုလိုနီဟောင်းတစ်ခုတခြားတစ်ဘက်မှာတော့မီဒီယာကိုထင်းချုပ်ထားပြီးစောင့်ကြည့်မှုတွေဗိုလ်ချုပ်ကန်မှုတွေနဲ့တင်းကျပ်စွာထင်းချုပ်ထားတဲ့အာဏာရှင်နိုင်ငံတစ်ခု1998ခုနှစ်ကလေးကနိုင်ငံတစ်ခုတည်းရဲ့အစိပ်ပိုင်းဖြစ်လာခဲ့ပြီးမြေဒီနေ့ဆက်အထူးသဖြင့်တော့ဟောင်ကောင်နဲ့ရှန်ကျန်းကြားကအတိအက ခြေလျင်ဖြဲ့ကျော်ဂိတ်ဖြစ်တယ်။လောဝူမှာဥပဒေပြောဆိုခွင့်နဲ့အတွေ့အခေါ်ပိုင်းမှာကြီးမားတဲ့ကွာခြားမှုကိုပြသနေပါတယ်။ဒီလောက်ထူးဆန်းစေတာကသူ့ရဲ့အရှိတရှောက်လို့မှာဒီနယ်ဆက်ဟာကျင်းမြောင်းတဲ့မြင်းတစင်းဖြစ်တဲ့ရှန်ကျမ်းမြင့်နဲ့ခြေလျင်လက်အနှဲငယ်နဲ့ယတလန်းတွေကလွေလို့ဘာမှမရှိပါဘူး။ဒါပေမဲ့ဒီအေးကပိုင်းခြားထားတာကကဘာနှစ်ခုပါ။ဟောင်ကောင်ထဲကိုဝင်လိုက်တာနဲ့မှန်မိုးမျောတိုက်တွေအင်္ဂလိပ်ဆိုင်းဘုတ်တွေလွတ်လပ်တဲ့တရားရုံးတွေနဲ့မကြသေးခင်ကအထိအပွင့်လင်းတဲ့စန္ဒပြမှုတွေရှိတဲ့နိုင်ငံတကာဗန်ဒါရေးဗဟုဌာနတစ်ခုကိုတွေ့ရပါလိမ့်မယ်။ နေဆက်ကိုဖျက်ပြီးတော့ရှန်ချန်းထဲကိုဝင်လိုက်တာနဲ့တပ်မိုင်းမှာအလေးမြန်ဆုံးတိုးတက်နေတဲ့မဟာမျိုးကြီးတွေကတခုကိုရောက်သွားပါတယ်။ငါးဖန်းရွာလေးကလည်းနေ့40တွင်လူဦးရေ18တန်းရှိတဲ့ဤပညာမျိုးတော်ကြီးဖြစ်နေပြောင်းလဲသွားတဲ့နေရာတစ်ခုပါ။ဒါပေမဲ့လမ်းတောင်တိုင်းကိုစောင့်ကြည့်ခံရပြီးဖုန်းတိုင်းကိုခြေရခံကအစိုးရကိုဝေဖန်တာကထောင်တန်းကြခံရနိုင်တဲ့နေရာတစ်ခုပါ။ တရုတ်ပြည်သူသမ္မတနိုင်ငံရဲ့အစိပ်ပိုင်းဖြစ်ပေမဲ့ဟောင်ကောင်ကို1998ခုနှစ်မှာဘီတင်ကနေပြန်လည်ရရှိပြီးတဲ့နောက်နိုင်ငံတကာနိုင်ငံစနစ်နှစ်ခုပုံစံအောက်မှာကိုပိုင်အုပ်ချုပ်ခွင့်အတိုင်းအတာတစ်ခုတည်းပေးရခဲ့ပါတယ်။ဒါကတရားဥပဒေစနစ်တွေငဲဆက်တွေရဲတွေနဲ့အခွင့်အရေးတွေကြောင့်မှအတိအကျစီရှိတယ်လို့ဆိုပါတယ်။နေပေါင်းများစွာကြောင့်နှစ်ဖက်ကြားကခြားနားမှုကထင်ရှားခဲ့ပါတယ်။ဟောင်ကောင်မှာစင်ဆာမဖြတ်ထားတဲ့အင်တာနက်၊ကမ္ဘာလုံးဆိုင်ရာမီဒီယာဝင်ရောက်ခွင့်နဲ့အနောက်တိုင်းပုံစံအရက်ဖက်လွတ်လပ်ခွင့်တွေတော့ရှိခဲ့ပါတယ်။ ရန်ကျမ်းဘတ်ချမ်းမာတို့ Google, Facebook, Twitter လို app တွေကိုပိတ်ပင်ထားပါတယ်။မီဒီယာကိုနိုင်ငံပိုင်ဖြစ်နေထိန်းချုပ်ထားပြီးသွာလာခွင့်ကိုကန့်သတ်ထားပါတယ်။2020ပြည်နှစ်ဒီအမျိုးသားလုံခြုံရေးဥပဒေမတန်ခင်ကဒီနယ်ဆက်ကို20လူပေါင်း2သိန်းကျော်ဖျက်ချခဲ့ပါတယ်။အလို့သမားတွေဈေးဝယ်သူတွေကျောင်းသားတွေနဲ့ခီးသွားတွေပါရန်ကျမ်းမြို့ခံတွေကနိုင်ငံတကာထုတ်ကုန်တွေအတွက်ဟောင်ကောင်ကိုလာကြပါတယ်။ဟောင်ကောင်သားတွေကတော့ပုံမှန်ဈေးသက်သာတဲ့ကုန်ပစ္စည်းတွေ၊ဤပညာနဲ့စီးပွားရေးလုပ်ငန်းတွေအတွက်မြောက်ဘက်ကိုသွားကြပါတယ်။ ဒါပေမဲ့ဒီနေ့ခင်မှာတော့ဟောင်ကောင်ကနိုင်ငံရေးစန့်ကျင်သူတွေအားဖျက်ချော်ဖို့ကြောက်ရွံ့နေကြပါတယ်။ဒီမိုကရေစီလိုလားတဲ့ကောင်းဆောင်တွေကိုဥပဒေတည်တည်အောင်မှဖန်ဆီးထားပါတယ်။တရုတ်လုံခြုံရေးဝန်ဆောင်မှုတွေကအခုဆိုရင်ဟောင်ကောင်မှာပုံပွင့်လေးလေးနဲ့လဲပတ်နေပါတယ်။နေဆက်ကရှိနေသေးဖြစ်ပေမဲ့အထွေးခေါ်ဆိုင်ရာအကွာအဝေးကအနည်းငယ်ကျဉ်းပြောင်းသွားပါတယ်။တရုတ်ကပုံမလွတ်လပ်လာလို့မဟုတ်ဘဲနဲ့ဟောင်ကောင်ကလွတ်လပ်မှုနေပါလာလို့ပါ။ဒီနေ့သက်ကတင်းမာမှုကအမြင်အာရုံတက်တက်မဟုတ်ဘဲနဲ့ဒါအတီရှိမှုဆိုင်ရာတင်းမာမှုပါဒါတရုတ်ကဘာကိုတီးခတ်မှုဆန္ဒရှိခဲ့တာလေဒါကို အခုပါကိုထိန်းချုပ်ဖို့တဲ့ထိန်းချုပ်ခဲ့လေဆိုတဲ့ကြားကမြင်ကြတဲ့ခုပါဒါဟာ fairway ကပွင့်လင်းတဲ့ web နဲ့တွေ့ဆုံခဲ့တဲ့နေရာဆန္ဒပြမှုတွေကဆန်ဆာဖြတ်တောက်မှုတွေတွေ့ဆုံခဲ့တဲ့နေရာအနာဂတ်နှစ်ခုဟာကနဒါတီးထွေပြီးမှပြန်လည်ကွဲကွာသွားတဲ့နေရာတစ်ခုပါနံပါတ်1မြောက်ကိုရီးယားတောင်ကိုရီးယားနေဆက်ကမ္ဘာပေါ်မှာနေဆက်နှစ်ဖက်စလုံးကြားကခြားနားမှုကဒီတက်ပို့ပြီးပြင်းထန်တဲ့နေရာမရှိတော့ပါဘူးကိုရီးယားစစ်မဲ့ဆိုက250ကီလိုမီတာရှေလျားပြီးတော့4ကီလိုမီတာကျဲတဲ့တင်းမာမှုကွန်ကရစ်နဲ့စူးကျွတွေစုဝေးရနေရပါ ဒါဟာကိုရီးယားသမ္မတနိုင်ငံတောင်ကိုရီးယားနဲ့ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံမြောက်ကိုရီးယားကိုပိုင်းခြားထားပါတယ်ဒါဟာနိုင်ငံတော်နယ်နိမိတ်တစ်ခုလည်းမဟုတ်ပါဘူးဒါဟာရေကဲမှန်နေတဲ့တိုက်ပွဲခွင်တစ်ခုစစ်ပွဲရဲ့အမွေအနှစ်နဲ့မပြည့်လေသေးတဲ့ဗတိဘက်ကတစ်ခုပါတောင်ကိုရီးယားဘက်မှာတော့စိုးမြို့လို့ ြို့ကြီးတွေဟာမိုင်35မိုင်လောက်ပဲကွာဝေးပြီးတော့စီးပွားရေးစွမ်းရည်နဲ့ဒီဂျစ်တယ်အခြေခံအဆောက်အအုံတွေနဲ့လှုပ်ခတ်နေပါတယ်။တောင်ကိုရီးယားကမ္ဘာပေါ်မှာတိုးချင်း GDP အမြင့်ဆုံးနိုင်ငံတွေတဲကတနိုင်ငံဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုခြေရာကံတစ်ခုဖြစ်ပြီးအမေရိကန်ရဲ့ခေတ်မီနီးပညာရေးနဲ့ကြောထောက်နောက်ခံပြုထားတဲ့စစ်တပ်ရှိပါတယ်။အခုမြောက်ဘက်မီတာနဲ့ငယ်အကွာကိုကြည့်လိုက်မယ်ဆိုရင်ရာစုနဲ့အခြားတစ်ခုကိုရောက်သွားပါတယ်။မြောက်ကိုရီးယားဘက်ကျန်းကိုတိတ်ဆိတ်မှုမှောင်မိုက်မှုနဲ့စစ်အင်အားစုချထားမှုတွေကသတ်မှတ်ထားပါတယ်။ DMZ အနီးမှာမြို့တွေမြင်ရတာမရှိပါဘူး။အဲဒီစားစစ်တဲ့စကန်အနေငယ်သာပြောင်းကျဲနေပါတယ်။အနီးဆက်သောမြို့ဖြစ်တဲ့ကဲဆောင်းကိုဂျိုဒူတပ်ပုံတွေမှာမီးခိုးရောင်နဲ့ဆွေးမြေ့နေတဲ့အဆောင်အနေတွေတောင်ကိုရီးယားရွာတွေထက်ကားမီးရောင်နဲ့မြင်းသားတဲ့ခြေကန်အဆောင်အနေနဲ့ပါစွာပုံပေါ်ထားပါတယ်။ငါးစားတင်းငယ်ပါတယ်။ဒါကအစားပဲရှိပါသေးတယ်။ညဘက်မှာခြားနာမှုကတကယ်ကိုအလေးနက်မောင်းဖြစ်လာပါတယ်။ ာဂါသားကနေကြည့်မယ်ဆိုရင်တောင်ကိုရီးယားကလျှက်စင်မီတွေနဲ့လင်းထင်နေကြမှာမြောက်ကိုရီးယားကတော့ပျုံယမ်းကလေးနေတဲ့အလေးမမေလေးတွေကလွေလို့လုံးဝမောင်းမိုက်နေပါတယ် DM ဆက်ကတော့ဒီကဘာနှစ်ခုကြားကဟာလာဟင်းလေးဖြစ်နေတဲ့နေရာတစ်ခုလိုပါပဲတဖက်ကအလုံးများပြီးတဖက်ကတိတ်ဆိတ်ငြိမ်သက်နေပါတယ်ကိုရီးယားနှစ်ခုကြားကခြားနာမှုကအရာရာတိုင်းမှာမြင်သာပါတယ်ပြီးသူကပညာစိုက်ပျိုးရေးစီးပွားရေးလျှက်စင်မီနဲ့လွတ်လပ်မှုတွေပါတောင်ကိုရီးယားဘက်ချမ်းမှာတော့လေသမားတွေကစနစ်တကျပြုလုပ်ထားတဲ့ဇဘာခင်းတွေမှာဒီပညာမဲ့ဇဘာပင်တွေကိုစိုက်ပျိုးကြပါလိမ့်မယ် မြောက်ဘက်မှာတော့အသက်ရှင်ရည်တည်ရေးအတွက်စိုက်ပျိုးတွေလေသမားတွေကနွားတွေကိုအသုံးပြုကြပါတယ်။တောင်ဘက်မှာတော့တိုက်ခန်းတွေကအထက်30အထိမြင့်မားနေပါတယ်။ဒါပေမဲ့မြောက်ဘက်မှာတော့ရွာဒီမှာနှစ်ထပ်သုံးထပ်သာကန့်သက်ထားပါတယ်။တောင်ဘက်မှာတော့အင်တာနက်ကနေရာတိုင်းမှာရှိနေပါတယ်။မြောက်ဘက်မှာတော့လုံးဝနေပါမရှိပါဘူး။ဒါပေမဲ့သူတို့မှာဘာသာတကားသမိုင်းမျိုးရိုးနာမည်တွေတူညီကြပါတယ်။မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကြားကမြင်းကြောင်းကနေဆက်တစ်ခုတည်းမကပါဘူး။ဒါအပြတ်တောက်သွားတဲ့ဝိသေသလက္ခဏာတစ်ခုပါ။ အလဲကနေကွဲရသွားတဲ့မှန်တစ်ချက်လိုပါပဲဒီလိုကွဲပြားခြားနားတဲ့နိုင်ငံတစ်ခုဟာအော်ဟစ်လို့ရတဲ့အကွာအဝေးတွေမှာအတူရှင်တွဲနေထိုင်ပြီးကွန်ကရစ်နဲ့ဆိပ်ရိပ်ချင်းချောက်မှုတွေကြောင့်သာခွဲခြားထားတယ်ဆိုတဲ့ချက်ကလူသားသပိုင်းမှာအံ့ဩစရာကောင်းဆုံးပထဝီနိုင်ငံကြီးဖြစ်တွေ့တဲ့ကတစ်ခုပါပဲနံပါတ်3အိန္ဒိယဘင်္ဂလားဒေ့ရှ်နယ်စပ်နယ်စပ်အများစုကထူးဆန်းပါတယ်ဒီနယ်စပ်ကတော့ပထဝီဝင်ဆိုင်ရာအုံနောက်၆စရာဗဟိတိတစ်ခုလိုပါပဲဇေဇုနေများစွာကြောင့်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကြားကနယ်စပ်ဖြစ်တဲ့အရှေ့မြောက်ပိုင်းခုရှ်ဘီယာခရိုင်ဟာမြင်းကြောင်တစ်ခုတည်းမဟုတ်ခဲ့ပါဘူး ဒါပိုင်းနဲ့မြေတွေရှုပ်ထွေးနေတဲ့ဖက်ဒရယ်ဝင်ဝင်ဆိုင်ရာထုံးဖွဲ့မှုတစ်ခုပဲဖြစ်ပါတယ်။ဒါကတကယ်တမ်းလူတွေနေထိုင်တဲ့နယ်မြေတွေဖြစ်ပြီးနိုင်ငံတကာနိုင်ငံပိုင်ပေမဲ့တခြားနိုင်ငံတခုကလုံးဝဝန်းရံထားတာဖြစ်ပြီးဂင်းနီကမ္ဘာဆိုင်ရာမှတ်တမ်းစာအုပ်ကတချင်းကကမ္ဘာပေါ်မှာအရှုပ်ထွေးသောနိုင်ငံတကာနေဆက်လို့သတ်မှတ်ခဲ့ပါတယ်။ဒီနေ့ဆက်ကဘာလို့ထူးဆန်းလဲဆိုတော့နားလေဖို့ဒီရဲ့ချက်ကိုစဉ်းစားကြည့်ပါဒီဒေတာမှာတော့နေတဲ့တခြားပကံပြားတွေလိုပြန်ကျဲနေတယ်တီးကြပိုင်နဲ့မြေ198ခုပါဝင်ခဲ့ပါတယ် ဘင်္ဂလားဒေ့ရှ်တွင်မှအိန္ဒိယပိုင်နယ်မြေ106ခုနဲ့အိန္ဒိယတွင်မှဘင်္ဂလားဒေ့ရှ်ပိုင်နယ်မြေ92ခုရှိခဲ့ပါတယ်။တချို့ကဘောလုံးကွင်းအရွယ်စားလောက်ပဲရှိပြီးတချို့ကတော့ရွာလုံးကျပဝင်နယ်လောက်ကြီးမှပါတယ်။ဒါမှမဟုတ်ဘယ်တစ်ခုမှသူတို့ရဲ့မိခင်နိုင်ငံနဲ့ချိတ်ဆက်ထားခြင်းမရှိပါဘူး။ဘင်္ဂလားဒေ့ရှ်တွင်ကအိန္ဒိယပိုင်နယ်နယ်မြေတွေမှာနေထိုင်သူတွေရောဥပဒေရအိန္ဒိယနိုင်ငံသားတွေပါ။ဒါမှမဟုတ်သူတို့ကဘင်္ဂလားဒေ့ရှ်ကလုံးဝဝန်းရံထားပါတယ်။ဘင်္ဂလားဒေ့ရှ်ဥပဒေရဥပဒေအကြောင်းအရအခွင့်အရေးမရှိအစိုးရဝန်ဆောင်မှုတွေမရှိနိုင်ပေ။သူတို့ရဲ့ပိုင်နယ်နယ်မြေကလည်းအိန္ဒိယပြည်မကြီးကိုသွားဖို့လည်းမလွယ်ကူပါဘူး။ အိန္ဒိယပိုင်းနဲ့နေမြေတွင်ကဘင်္ဂလားဒေ့ရှ်လူမျိုးတွေအတွက်လည်းလာတူပါပဲဒါကအစိုးရအကြောင်းမရှိလျှက်စင်မီမရှိလမ်းမရှိစိတ်ယုံမရှိတချို့ကိစ္စတွေမှာမွေးဖောက်မှုတည်ဆောက်မှုအိမ်ထောင်ပြုမှုဒါမှမဟုတ်ပိုင်ဆိုင်မှုတွေကိုဥပဒေအရအတိမတ်ပြုခြင်းမရှိဘူးလို့ဆိုပါတယ်ဒီရီအားလုံးကမမြင်ရတဲ့ကြက်တဲတခုကိုဖန်တီးခဲ့ပါတယ်။ထောင်ပေါင်းများစွာသောလူတွေကနေမဲ့ရမဟုတ်ရင်တော့မှလက်တွေမှာနိုင်ငံမဲ့ဖြစ်နေကြပါတယ်။ကလေးတွေကကြောင်းတက်နိုင်ခြင်းမရှိဘဲနဲ့ကြီးပြင်းလာကြပါတယ်။ နေထိုင်သူတွေကမဲပေးနိုင်ခြင်းမရှိမှတ်ပုံတွေကမရရှိနိုင်ပါဘူးတရားစီမင်းရဲ့ရေးလိုအခြေခံဝန်ဆောင်မှုတွေကလုံးဝနှီးပါမရှိပါဘူးနေပေါင်းများစွာညှိနှိုင်းမှုတွေမအောင်မြင်ခဲ့ပြီးတဲ့နောက်2015ခုနှစ်မှာအစိုးရနှစ်ရက်လုံးဟာမြေယာလဲလဲအစာချုပ်နေပြည်ထနာကိုနောက်ဆုံးမှဖြေရှင်းနိုင်ခဲ့ပါတယ်သဘောတူညီချက်ရဲ့တစိ့တစ်ပိုင်းအနေနဲ့နိုင်ငံတစ်ခုလုံးကပိုင်တဲ့နေမီ162ခုကိုလေးလေးပို့သဘောတူခဲ့ပြီးနေထိုင်သူတွေကိုနိုင်ငံတစ်ခုတည်းကတခုခုမှနိုင်ငံသားဖြစ်ခွင့်ရွေးချယ်ခွင့်ပေးခဲ့ပါတယ်။ရလဒ်တွေကတည်တည်တသားပါပဲ လူပေါင်း9000ကျော်ကိုသူတို့ရဲ့ပတ်ဝန်းကျင်နိုင်ငံတည်းကိုတရားဝင်ထည့်သွင်းခဲ့ပြီးစေစုနေများစွာကြောင့်နိုင်ငံမဲ့ဖြစ်နေတဲ့ခြေနေကိုဆုံးသတ်ခဲ့ပါတယ်။နေဆက်ခြံစည်းရိုးတွေကိုလည်းဖျက်သိမ်းခဲ့ပါတယ်။ဝန်ဆောင်မှုတွေစတင်စီးဆင်းလာပြီးဥပဒေအရမရေရာတဲ့အခြေအနေမှာပိတ်မိနေခဲ့တဲ့ရွာတွေဟာရုတ်တရက်ဆိုသလိုပဲတနည်းအားယာကိုပြန်လည်ပိုင်ဆိုင်ခဲ့ပါတယ်။ဒီနေ့ခင်မှာဒီဒေတာဟာအရင်ကတည်းအများကြီးပုံမချမ်းသာနေပေမဲ့သူတို့ရဲ့အထိတ်ကတော့ပဋိပူဝင်ရဲ့အကြမ်းတဆုံးပြက်လောတစ်ခုဖြစ်လာပြီးအန်ဟောစရာအကောင်းဆုံးဥပမာရီတဲကတစ်ခုဖြစ်နေကြမ်းရှိနေသေးပါပဲ။နံပါတ်၄နော်ဝေရုရှားနေဆက် အာတိတ်မြောက်ပိုင်း69ဒီဂရီမြောက်လတီတို့အထက်မှာဥရောပရဲ့အထူးစားသောနေဆက်တွေတွေကတကူရှိပါတယ်။နေတူကရုရှားနဲ့တွေ့ဆုံတဲ့နေရာဒီမိုကရေစီကအာဏာရှင်စနစ်နဲ့တွေ့ဆုံတဲ့နေရာနှစ်ဖက်ကြားကခြားနားမှုကသူတို့ကိုပိုင်းခြားထားတဲ့ရေကဲမှန်နေတဲ့မြေလိုပဲအေးဆက်ပြီးတော့တင်ရှားနေခဲ့ပါတယ်။ဒါကနော်ဝေးရုရှားနဲ့ဆက်ဖြစ်ပြီးအထူးသဖြင့်တော့နော်ဝေးဘက်ခြမ်းကခင်းနစ်မြို့အနီးနဲ့ရုရှားဘက်ခြမ်းကဘိုရစ်ကလပ်မြို့အနီးကနေဆက်အပိုင်းစားပါဒါလွတ်လပ်မှုနဲ့အာဏာရှင်စနစ်တို့ဟာ တပတ်နဲ့တပတ်ရေချားမြေချားတည်ရှိနေတဲ့နေဆက်တစ်ခုပါပဲချန်နာမုတ်ကချစ်ချင်းမြင်သားပါတယ်နော်ဝေးဘက်ကျမြို့နီးမှာစူပါမားကတ်တွေအခမဲ့ Wi-Fi တန်ရှင်းတဲ့လမ်းကြားတွေမှာရက်ထားတဲ့ Tesla ကားတွေနဲ့စောင်းတာစကိတ်စီးတာငါးပန်းဓာတ်တွေကိုပုံပုံပြောင်းမှွေနေတဲ့လူဦးရေကိုတွေ့ရပါလိမ့်မယ်မြေတပတ်ချန်ကရုရှားဘက်ချမှာတော့ Boris Klet ရွာမှာရှိပြီးဒါအတင်းရှာတဲ့ဖွံ့ဖြိုးမှုနေပြီးလုံခြုံရေးတင်းကျပ်တဲ့မြို့တစ်မြို့ပေါ့ကွန်ကရစ်အင်အားတိုက်ခန်းတွေမှိန်ဖြော့နေတဲ့စိုင်းပုတ်တွေနဲ့ Kalashnikov တပ်နက်တွေကိုင်ဆောင်ထားတဲ့ရုရှားနေဆက်တပ်ဖွဲ့တွေရဲ့ကြီးမားတဲ့တည်ရှိမှုက ဓာတ်ရက်ဆန့်ကျင်ပဲဖြစ်နေပါတယ်ဒါတော့မှသူတို့ကအရင်နီးကဲတဲ့အတွက်မြစ်တဲ့ဘက်ကခွေးရောင်တန်းတွေကိုတော့ကြားနိုင်ပါတယ်စေအီးခေတုံကတဟာဥရောပမှာအဆောင်ကျအတင်းကျဆုံးနယ်စပ်တွေတဲကတခုပါဒါမဲ့လည်းနော်ဝေးနဲ့ဆိုဗီယက်ယူနီယံတို့ကအန်အောစရာကောင်းလောက်ပဲပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားခဲ့ပါတယ်ဂီနစ်အနီက စတော့စကော့နေဆက်ဖြတ်ကျော်ပြီးအောင်နော်ဝေးနဲ့ရုရှားကြားကတခုတည်းသောတရားဝင်ကုန်တွေနေဆက်ဖြစ်ပြီးအားဒေးဆောင်ဝိုင်းထက်မှာနေတိုနဲ့ရုရှားကြားကတခုတည်းသောနေဆက်လည်းဖြစ်ပါတယ်။ဒါအထူးဆန်းသွားပဲတိတ်ဆိတ်နေပြီးဒေသတစ်ပိုင်းအဖြစ်ရုရှားကယူကရိန်းကိုကျူးကျော်ပြီးတဲ့နောက်ပိုင်းသူ့နိုင်ငံသားတွေရဲ့ပြည်ပခီးသွွာလောက်ခွင့်ကိုပြင်းထန်စွာနဲ့ကန့်သက်ထားလို့ပါ။2022ခုနှစ်မတန်ခင်ကဒီနယ်ဆက်ဖြတ်ကျော်ကိမှာနေစဉ်လူရပေါင်းများစွာဖြတ်တန်းသွားလာခဲ့ပြီးမြဲအခုတော့တန်တမန်တွေနဲ့ထောက်ပံ့ရေးရင်တန်းနေလောက်ပဲရှိပါတော့တယ်ဒါတော့မှဒီနေရာမှာနေရည်ဒါမှမဟုတ်ခြံစည်းရုပ်တွေမရှိတာကထူးဆန်းနေပါတယ် နယ်စပ်ကိုအများအပြားတော့အဝါရောင်တိုက်တွေမြေကမ်းပါတွေနဲ့မမြင်ရတဲ့စီမြစ်တွေနဲ့မှတ်သားထားပါတယ်။ဒါမှမဟုတ်စိတ်ဝင်စားစရာကောင်းစီရာကအုပ်ချုပ်မှုဒါမှမဟုတ်နေတိုင်းမှုပုံစံတွေရဲ့ခြားနားမှုတသက်မဟုတ်ပါဘူး။ဒီနေရာတိတ်ဆိတ်တဲ့တင်းမှမှာငိမ့်ချက်နေတယ်လို့ခံစားရပေမဲ့မဟုတ်ပါဘူး။လှပနေတယ်လို့မြင်ရပေမဲ့လည်းတေလောက်အောင်လို့အရေးကြီးပါတယ်။ဒါလိုလက်မှုရဲ့စောင့်ကြည့်မှုတို့ဟာရေကဲမှတ်နေတဲ့ရေစင်မီတာကွာမှတရှိနေပြီးအခုဒီဘာမှမဖြစ်လာသေးပေမဲ့အချိန်မီရုတ်တရက်ပြဿနာထားဖြစ်နေတဲ့နေရာတစ်ခုပါပဲ။နံပါတ်5ရလူမြက်တဲ့လျှောက်မြောက်ကိုရီးယားတရုတ်နယ်စပ် အရှေ့မြောက်ဘက်ဆိုရင်မြောက်ကိုရီးယားရဲ့အနောက်မြောက်ဘက်တောင်ချောင်းမှာကမ္ဘာပေါ်ကအလင်းညာအများဆုံးနေဆက်တွေတက်တာတခုရှိပါတယ်စာရွက်ပေါ်မှာတဟာလူရင်နေပါတဲ့ဒေသကိုဖျက်တမ်းစစ်ဆေးနေတဲ့မြေတစင်းနဲ့မှတ်သားထားတဲ့ရိုးရှင်းတဲ့နိုင်ငံတကာနယ်နိမိတ်တခုပါလက်တွေ့မှာတော့ဒါဟာရာစုနေတွေကွဲပြားနေတယ်လို့မျိုးလုံးဝကွဲပြားခြားထားတဲ့ကမ္ဘာနှစ်ခုကိုပိုင်းခြားထားတဲ့မြေကြားတစ်ခုပါပဲတရုတ်နိုင်ငံကတန်တိုးမြို့ဟာလူရင်နဲ့သိန်းခွဲကျော်လောက်ရှိတဲ့အလဲလဲရွယ်မြို့တစ်မြို့ပါခီးသွားလုပ်ငန်းနေဆက်ကုန်သွယ်မှုကုန်ထုတ်လုပ်မှုနဲ့မြေကြားတည်ယူပို့ဆောင်ရေးတွေနဲ့ဖွံ့ဖြိုးတိုးတက်နေပါတယ် ထိမိပြီးတော့တိုးတက်နေတဲ့ပြင်အသက်ဝင်လှုပ်ရှားနေပါတယ်စန့်ကျင်ဘက်အနေနဲ့မြေတပတ်ချံကဇင်းဥကျူမျိုးကတော့ပူသေးငယ်မှောင်မှားပြီးတော့ထူးဆန်းစွာနဲ့တိတ်ဆိတ်နေပါတယ်ဒါမြောက်ကိုရီးယားကိုဝင်ရောက်ဖို့အတိတ်ကဝင်ပါတခုဖြစ်ပေမဲ့ပျော်ရွှင်ကတဲ့ကိုမမြင်စေချင်တဲ့ရာအားလုံးကိုပြသနေတဲ့ပြပွဲတခုလိုပါစည်းပွားရေးတက်နေမှုဆွေးမြင့်နေတဲ့အခြေခံစောင့်နေတဲ့တင်းကျက်တဲ့စောင့်ကြည့်မှုတွေအောက်မှာနေထိုင်ရတဲ့အရက်သားလူသားဥယျာဉ်တွေပါမြို့နှမြို့ကြားကရေမီတာ300လောက်ပဲကွာဝေးပြီးတော့တရုတ်ကိုရီးယားချီချီတရားဆိုတဲ့တရားသင်းတွေနဲ့ချိတ်ဆက်ထားပါတယ် ဒါပေမဲ့သူတို့ဂျာကခြားနာမှုကကဘာတစ်ခုလုံးကွာခြားနေတယ်လို့ခန်းစားရသေးပါတယ်။ညပတ်မှာတော့နှခုဂျာကခြားနာမှုကရုပ်ရှင်ဆန်းလာပါတယ်။ဒန်တုံမျိုးရဲ့မိုးမြော်တိုက်တွေက LED မီဒီနဲ့လင်းထိန်နေပါတယ်။တရားတွေနဲ့မြေကမ်းပေးကတာဝါတိုက်တွေကအယောင်သေးစုံလင်စွာနဲ့တောက်ပါနေပါတယ်။စားသောက်ဆိုင်တွေကုန်းတိုက်တွေနဲ့တိုက်ခန်းတွေကမီးတွေနဲ့လင်းထိန်နေပါတယ်။ဇေယျကျူကတော့လုံးဝနေပါမောင်းမိုက်နေပါတယ်။အစိုးရအဆောင်တွေဒါမှမဟုတ်လမ်းမီတိုင်တွေကလည်းမှိန်ဖြော့ဖြော့မီးအနေငယ်လင်းနေနိုင်ပေမဲ့ပတ်ဝန်းကျင်ကမောင်းမိုက်နေတာကပုံများပါတယ်။ အလုပ်လုပ်နေတဲ့တရားကကုန်သွယ်မှုနည်းငယ်ကိုတည်ဆောင်ပေးနေပြီးအများအပြားတော့မြောက်ကိုရီးယားကိုကုန်ပစ္စည်းတွေတည်ယူပို့ဆောင်တဲ့ကုန်တင်ကားတွေပါဒါမဲ့လည်းရင်ကျိုးပေးဆိုးမှုကတော့အတော်လေးနေပါတယ်တရုတ်အကောက်ခွန်အရာရှိတွေကသူတို့နေမိကနေထွက်ခွာသွားတဲ့ကုန်ပစ္စည်းတွေကိုထေချာစစ်ဆေးပြီးစောင့်ကြည့်မှုကနေရာတိုင်းမှာရှိပါတယ်နိုင်ငံခြားသားတအူးအနေနဲ့ဒီတရားကိုဖျက်ချော်ဖို့ကအတော်လေးရှားပါပြီးတော့တင်းကျစွာကန့်သက်ထားပါတယ်တတမန်လေးအကူအညီပေးရေးဝန်ထမ်းတွေဒါမှမဟုတ်နိုင်ငံတော်ကခွင့်ပြုထားတဲ့ခီးသွွားဖွဲ့တွေအတွက်တော့ခွင့်ပြုလေးရှိပါတယ် ိတ်ပန်းဆိုင်ရာခြားနာမှုကလည်းထင်ရှားပါတယ်။ဂျန်တော်မှာလူတွေကကင်ဂျုံဝါကြောင်းပြက်လုံးနေထုတ်ကြပါတယ်။ဇေယုန်ဂျူမာတို့သူ့နာမည်ကိုမှားယွင်းစွာနဲ့ပြောဆိုမှုရင်ထောက်ကြနိုင်ပါတယ်။တရုတ်ဘက်ခြမ်းမှာဒေသခံတွေကသူတို့ခွေးတွေကိုလမ်းလျှောက်ခေါ်ကြဒရုန်းတွေပြန်တန်းကြပြီးနေဆက်တပ်ပေါ်နေရိုက်ကြပါတယ် ရက်ကိုရီးယားဘက်ကမှတော့တပုံရိုက်ခွင့်မရှိပါဘူး။နောက်နောက်ဆက်တဲ့ခုနေမှာတရုတ်ကနိုင်ငံတစ်ခုကြားခိမိချေဆဲမှုဖြစ်စေဖို့ရည်ရွယ်ပြီးတော့ရာလိုမြေတရားတဲ့ကိုဆောက်လုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းစေစုနေတစ်ခုကြော်ကြပြီးတဲ့နောက်မှာဒီတရားဟာစင်ယုံဂျူမာရုတ်တရက်အဆုံးသတ်သွားပြီးမပြီးသေးသေးအသုံးမပြုရသေးဘဲနဲ့ခြံစည်းကိုခတ်ထားစေပါ။ဒီဒီတရားတစ်ခုလုံးကစက်ကြီးဘက်တီးကြီးပါပဲ။ဒါဟာအတွေးခေါ်တူညီပြီးတမိုင်းတူညီတဲ့အပြင်ရန်သူတူညီတဲ့နိုင်ငံတစ်ခုဟာစစ်ပွဲကြောင့်မဟုတ်ဘဲနဲ့ ထင်းကျုံမှုဆိုင်ရာလောကွဲပြားခြားနားသွားတဲ့အမြင်တွေကြောင့်ကွဲကွာသွားတဲ့နေရာတစ်ခုပါဂျန်တုံကရှေ့ကိုဥဆောင်နေပြီးဇင်ဟုန်ကျူကတော့အတွင်းကိုဥတီနေပါတယ်သူတို့ရဲ့ကြားမှာရာလူမြက်ကစီးစစ်နေပြီးဒါအသေးငယ်သေးနဲ့နေဆဲတစ်ခုဖြစ်ပေမဲ့ကြီးမားတယ်လို့ခန်းစားရပါတယ်အပေါ်စီးကကြည့်မယ်ဆိုရင်တင်းငယ်တဲ့ကွာဟချက်တစ်ခုကိုမြင်လို့ရပေမဲ့မြေပြင်ပေါ်မှာတော့ကဘာရဲ့အဆုံးရောက်နေတယ်လို့ခန်းစားရစေပါတယ်လည်းမကြောင်အမေရိကန်ကနေဒါနေဆက်ရဲ့အချို့နေရာများစားကြည့်တဲ့အခုမှာစားဖက်နေတယ်လို့မြင်အောင်ကြည့်လိုက်ပါ ဝင်ပေါက်ကနိုင်ငံတစ်ခုတည်းမှာရှိပြီးတော့စားအုပ်တွေကတခြားနိုင်ငံမှာရှိပါတယ်။စားအုပ်ထုတ်တဲ့ကောင်ကတော့အမေရိကန်မှာရှိပေမဲ့ Nan Fishing ကဏ္ဍကကနေဒါမှာရှိပါတယ်။ဒါပြင်ကနေဒါကစိန်မြစ်ပေါ်မှာဖြိုပြပွဲတစ်ခုကိုအမေရိကန်မှာထိုင်ပြီးတော့ကြည့်ရှုနေတဲ့နေရာမျိုးပါ။ Form of Bine ဒါပိုင်လိုင်းရွာနဲ့သူ့ရဲ့ကနေဒါအမွာဖြစ်တဲ့ Quebec ပြည်နယ် Statistics ကိုကြိုးဆိုပါတယ်။ကမ္ဘာရှိဆုံးကာကွယ်မှုမဲ့နေဆက်နဲ့ပိုင်းခြားထားပြီးမြေ Operation နဲ့စာကြည့်တဲ့တစ်ခုတို့နဲ့ပေါင်းစပ်ထားတဲ့မျိုးတစ်မျိုးပါ။တောင်ကိုရ၄ခုနေမှာဆောက်လုပ်ခဲ့တဲ့ Hascoffrey Library and Opera House ကိုကနေဒါလူမျိုးတွေနဲ့ American လူမျိုးတွေကိုပေါင်းစည်းဖို့ရည်ရွယ်ချက်တစ်ခုတည်းနဲ့တည်ဆောက်ခဲ့တော့ပါဒီနေ့ကမှတဟာနိုင်ငံတကာနယ်စပ်ကိုဖြစ်ပြီးတမင်တကာဆောက်လုပ်ထားတဲ့ကဘာပေါ်ကအဆောက်အအုံအနေငယ်တွေကတခုဖြစ်နေကြန့်ရှိနေစေပါနေနေမင်းမြင်းကစားဖက်ခံကိုတိုက်ရိုက်ဖျက်ဆီးသွားပြီးတော့ကြမ်းပြင်ပေါ်မှာအနက်ရောင်တိတ်နဲ့မှတ်သားထားပါတယ်ဒါပေမဲ့ဒီနယ်စပ်ကစားကြည့်လိုက်တဲ့အများကြီးကျဲပြန့်ပါတယ်ရွာတရွာလုံးဟာ18ရာစုမှာ American ကနေဒါနယ်စပ်ကိုတတ်မှတ်ခဲ့တဲ့45ဒီဂရီမြောက်လာတီတို့နဲ့ပိုင်းခြားထားတဲ့အိမ်တွေနဲ့လမ်းတွေနဲ့ပြည့်နှက်နေပါတယ် ကိစ္စအများစုမှာနေထိုင်သူတွေကနိုင်ငံတကာနိုင်ငံမှာနေထိုင်ပြီးတော့ကြားနိုင်ငံမှာအိတ်ကြပါတယ်။တချို့အိမ်တွေမှာအမေရိကန်မှာမိဖို့ကြောင့်ရှိပြီးကနေဒါမှာအိတ်ခန်းတွေရှိပါတယ်။မြေအိဆက်တွေကနေဆက်ဖြတ်ကျော်သလိုအိမ်မွေးလိမ့်စံတွေလည်းဖြတ်ကျော်ကြပါတယ်။ဈေးသူညီများစွာကြောင့်ဒါကိုဆွဲဆောင်မှုရှိတယ်လို့သတ်မှတ်ခဲ့ပါတယ်။လူတွေကလမ်းတွေပေါ်မှာလွတ်လပ်စွာနဲ့လမ်းလျှောက်ကြပါတယ်။မိသားစုတွေကနေဆက်တပတ်ချမှာအိမ်နောက်ပေးဘာဘီကျူးတွေကျင်းပကြပါတယ်။နိုင်ငံတစ်ခုလုံးကကလေးတွေကဤပညာရတော့နိုင်ငံတစ်ခုမှာတည်ရှိနေတဲ့ခြံဝင်းတွေမှာအထူးထူးကစားကြပါတယ်။ ဒါပေမဲ့2009 2011နောက်ပိုင်းမှာပြောင်းလဲခဲ့ပါတယ်။အမေရိကန်ကနေဆက်ထိန်းချုပ်မှုကိုတည်တည်တတ်တတ်တိုးမြှင့်ခဲ့ပြီးနိုင်ငံကူးလက်မှတ်တွေလိုအပ်လာစေကတင်းကျပ်တဲ့ဝင်ရောက်ခွင့်နေရာတွေကိုတတ်မှတ်ပြီးတော့တရားမဝင်ဖျက်ချော်မှုတွေကိုပိတ်ပစ်ခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ Dubai Line နဲ့ Stansted တို့ဟာချစ်ချည်ရင်းနှီးနေဆဲဖြစ်ပေမဲ့အခုတော့စောင့်ကြည့်ခံရတဲ့ဇုံတွေဖြစ်နေပါတယ်။ဘာသာစကားယဉ်ကျေးမှုနဲ့မိသားစုတွေတောင်တူညီနေပေမဲ့နေဆက်ကင်းတဲ့ယဉ်တွေဟာလမ်းတွေပေါ်မှာလှည့်လည်နေပါတယ်။ကင်မရာတွေကမျက်နှာတွေကိုစကန်ဖတ်နေပြီး Hascore စာကြည့်တဲ့ကိုလာရောက်သူတွေကိုအကုန်ကောက်ရှင်းလင်းပြီးမှသာ တည်ဆည်းထားတဲ့နေရာကိုကြော်လွန်မသွားဖို့ညွှန်ပြထားပါတယ်။ဒီကတင်ကေတာကအစွမ်းထက်ပါတယ်။နိုင်ငံဒီကိုပိုင်းခြားခဲ့ပေမဲ့အတိုင်းဝိုင်းတစ်ခုကိုဘယ်တော့မှမခွဲခဲ့တဲ့မြင်းကြားတစ်ခုကိုဖျက်ပြီးပုံမြင်တွေမျှဝေတဲ့နေရာပါ။နိုင်ငံသားဆိုတဲ့ယူဆကအထိပ္ပယ်မဲ့တယ်လို့ခန့်စားရပြီးအနောက်ရောက်တည်ဆင်းကနိုင်ငံကူးလက်မှတ်တွေကိုပိုင်းခြားထားတဲ့တခုတည်းသောအရာဖြစ်နေတဲ့နေရာပါ။